လွန်ခဲ့တဲ့ပိုင်းမှာမူချန်ကအလင်းနဲ့နတ်ဖရားရဲ့တိုင်ချန်းကိုအပြည့်စုံသက်သွားတယ်။အလင်းနဲ့ပင်လယ်ရဲ့အောက်မှာသူကနတ်ဖရားစီလုံးကိုလိုက်ရှာနေတော့အပေါ်မှာပင်လယ်ငကားနဲ့ဟိုအလင်းတိုင်းတွေကတိုက်ခိုက်နေကြတယ်။ဗီဒီယိုလေးမစခင်ကျွန်တော်လိုက် subscribe နဲ့ပါအားလုံးကျေးဇူးတင်ပါတယ်။အလင်းနဲ့ပင်လယ်ရဲ့အောက်မှာမူချန်ကနတ်ဖရားစီလုံးကိုစမ်းတဝဝနဲ့လိုက်ရှာနေရတယ်။အလင်းတိုင်းတွေကလည်းသူ့ကိုတိုက်ခိုက်နေတဲ့အတွက်ကြောင့်အချိန်တွေကတဖြည်းဖြည်းနဲ့ကုန်လာတယ်။သူကအချိန်တွေအကြာကြီးသုံးပြီးလိုက်ရှာခဲ့တော့မှနတ်ဖရားစီလုံးရဲ့အရေးအယံကိုတော့မတွေ့ရဘူး။ မူချန်ကစိတ်တကနေစဉ်းစားတယ်။အလင်းနဲ့ပင့်လယ်ထက်ကဝိညာဉ်ဆွမ်းအားတွေကအရန်ကိုကြောက်စရာကောင်းပြီမဲ့အလင်းနဲ့ပင့်လယ်ရေကအလင်းနဲ့ဆွမ်းအားတွေကလည်းပိုပြီးတော့ဝင်များလာတယ်။ဒီတော့ပင့်လယ်ရေတွေကဆွမ်းအားတချို့မှာနဖျားဆေးလုံးနဲ့ပတ်သက်ပြီးသတင်းတချို့တော့ရှိနေနိုင်တယ်။မူချန်ကစောင်းပြားချချပြီးတာနဲ့သူ့ကိုကာကွယ်ထားတဲ့အလင်းနဲ့ဆွမ်းရင်အနေငယ်ကိုသူကရှော့ချလိုက်တယ်။သူ့ကိုကာထားတဲ့အလင်းနဲ့စွမ်းရင်ကနည်းနည်းလေးရောကျသွားတာနဲ့အပြင်မှာရှိတဲ့အလင်းစွမ်းရင်တွေကတပြည့်ပြည့်နဲ့ជីကြီးမားမားကိုလှုပ်ရှားလာတယ် အပြင်မှာရှိနေတဲ့စွန်အင်းတွေကသူ့ရဲ့ခဏကူတဲ့ကိုတရောစည်းဝင်လာတယ်။ဒါ့ဤမဲ့သူကဒီပင်လဲရင်နဲ့အကြာကြီးလေးကျင့်ထားတဲ့အတွက်ကြောင့်ဒီအလင်းစွန်အင်းတွေကသူ့ကိုဘာမှတော့မလုံးနိုင်ဘူး။မူချန်ကသူ့စည်းကိုဝင်လာတဲ့စွန်အင်းတွေကိုတန့်စင်ပြစ်လိုက်တယ်။အဲဒီအခါမှာတော့သူကတော်တော်လေးကိုပြုတ်သွားတယ်။သူ့ရဲ့မျက်လုံးကလည်းတခြားတနည်းအရကိုကြည့်လိုက်တယ်။အလင်းနဲ့နှစ်ဖျားစေးလုံးကအဲဒီနေရာမှာရှိနေတာကိုနှစ်ဖျားစေးလုံးကိုအာယုံခံမိတာနဲ့မူချန်ကချက်ချင်းဆိုသလိုပဲစေးလုံးရှိရာကိုမြ мян မြန်ပဲကူးခတ်သွားတယ်။ခဏနေလောက်ကြတော့မူချန်ကကြာပန်းတပွင့်ကိုတွေးရတယ်။ ဂျာပန်ရဲ့အလဲတဲတဲမှာတော့ခလေးလက်သီးစောလောက်အွေလောက်ရှိတယ်ပလဲလုံးလေးတစ်လုံးကရှိနေတယ်ပလဲလုံးထဲမှာတော့စွန်းအင်းတွေကပြင်းထန်လို့နေတယ်နောက်ဆုံးမှာတော့မူချန်ကနှစ်ဖျားစီလုံးကိုရှာလို့တွေ့သွားပြီးမူချန်ကဂျာပန်ရဲ့အနာကိုကက်ပြီးတော့သွားတယ်သူ့ရဲ့လက်ကိုဖြန်လိုက်တာနဲ့လက်ထဲကနေအနှဲရောက်စွန်းအင်းချီမြင်တွေကထွက်ပေါ်လာပြီးပလဲလုံးကိုရစ်ပတ်လိုက်တယ်မူချန်ရဲ့လက်ထဲကိုပလဲလုံးရောက်သွားတာနဲ့ချက်ချင်းဆိုသလိုဒီနေရာကတုံ့ခါလာတယ်သူကချက်ချင်းအပြင်ပြေးထွက်ဖို့လုပ်တယ် ဒါပေမဲ့သူ့ရဲ့အခြေကလေပေါ်မှာလွင့်နေတဲ့ဒီကြာပန်းစီကိုရောက်ရှိသွားပြန်တယ်။ဒီအနက်ရောက်ကြာပန်းကအတုံးဝင်မဲ့ပုံပဲလို့မူချန်ရဲ့စိတ်ကနေတွေးမိတယ်။အဲတော့မူချန်ကဘာမှမစဉ်းစားဘဲနဲ့အဲ့ဒီကြာပန်းကိုတခါတည်းယူပြီးတော့လာလိုက်တယ်။မူချန်ပလဲလုံးယူလိုက်တာနဲ့အပြင်မှာငကားနဲ့တိုက်ခိုက်နေတဲ့အလင်းတန်းကချက်ချင်းပုံသဏ္ဍာန်ပြောင်းလာတယ်။သူကမသိရင်ဒေါ်ရတော်တော်ထွက်လာတဲ့ပုံစံမျိုးဖြစ်သွားတယ်။ဒါကိုကြည့်ပြီးမြောက်ပိုင်းပင်လယ်ငကားကတော့တော်တော်လေးစိတ်ထဲမှာကျဉ်နေသွားတယ်။သူတိသွားတာကမူချန်ကဆေးလုံးကိုယူတာအောင်မြင်သွားပြီး အလင်းနံဝိညာဉ်ကမူချံရှိတဲ့နေရာဘက်ကိုသူ့ရဲ့စွမ်းအင်တွေနဲ့လှမ်းပြီးတော့ပြက်တယ်။သူ့ရဲ့တိုက်ခတ်မှုကိုပင်လယ်နဂါကကာကွယ်ထားပြီးတယ်။ဝိညာဉ်အလင်းနံကတစ်ချက်ဟင်ဟောက်ပြီးတာနဲ့ပင်လယ်တွေကိုငုပ်ရှို့သွားလိုက်တယ်။မူချံကိုမြင်တာနဲ့အလင်းနံဝိညာဉ်ကတိုက်ခိုက်တယ်။ဒီတစ်ခါမှာတော့မူချံကဘလို့မှရှောင်သိမ်းလို့မရတော့ဘူး။ဒါယူမဲ့လည်းအဲ့ဒီအချိန်မှာပဲဒီအလင်းနံပင်လယ်တွေကနေစွမ်းအင်တချို့ကထွက်ပေါ်လာတယ်။အဲ့ဒီအနိုင်ရောင်စွမ်းအင်တွေကမူချံရဲ့ခန္ဓာကိုတစ်ခုလုံးကိုလွှမ်းခြုံထားလိုက်တယ်။ အနိုင်အောင်စိုးရင်တွေကမူချံရဲခန္ဓာကိုဖုံးအုပ်ပြီးတာနဲ့ရေခဲဖြစ်ပြောင်းလဲသွားတယ်။အလင်းနဲ့ဝိညာဉ်လှမ်းပြလိုက်တဲ့စိုးရင်တွေကအဲ့ဒီရေခဲတုံးကိုထိပ်ပြီးတော့ကျေမှားထွက်သွားတယ်။မူချံကကုန်းဘုတ်ကိုပြန်ပြီးတော့တက်လာလိုက်တယ်။ဟိုနဂါးကြီးကလည်းထိပ်ပြောင်းလူကြီးဖြစ်ပြန်ပြီးပြောင်းလဲပြီးမူချံရဲ့ဘေးနားမှာလာပြီးတော့ရက်တယ်။သူ့ရဲ့နှစ်ဖျားစည်းလုံးကိုယူသွားတဲ့အတွက်ကြောင့်အလင်းနဲ့ဝိညာဉ်ကမူချံတို့ကိုတိုက်ခိုက်ပြန်တယ်။ဒီတစ်ခါမှာတော့အဖိုးကြီးကလက်ကိုခွေရန်လိုက်တာနဲ့သူတို့ရဲ့ရှိမှကြီးမားတဲ့ရေခဲတုံးကြီးပေါ်လာတယ်။ အလင်းနံဝိညာဉ်တိုက်ခတ်လိုက်တဲ့ဇောင်းရင်တွေကလည်းရေခဲတောင်ကိုထိသွားပြီးတော့ဘာမှဖြစ်ပေါ်မလာဘူးတကယ်တော့အဖိုးကြီးကအရင်ကလေးကနေဒီလိုမျိုးတိုက်ခတ်လို့ရတယ်သူအဲ့လိုလုံလိုက်မဲ့ဆိုရင်ရေထဲမှာရှိနေတဲ့ဒီနဖရဆေးလုံးကပျက်စီးသွားမှဆိုလို့သူကအပြည့်အဝမတိုက်ခိုက်တာအခုဆေးလုံးလည်းရပြီဆိုတော့သူကဘာမှမကယူဆိုင်နေစရာမလိုတော့ဘူးမူချန်ကနဖရဆေးလုံးကိုထုတ်ပြီးတော့အဖိုးကြီးစီကိုလှမ်းပေးလိုက်တယ်အဖိုးကြီးကဆေးလုံးကိုတည်တည်ကြည်ကြည့်တယ်အလင်းနဲ့နဖရဆေးလုံးဆိုတာဒါလား ဒီစေးလုံးရဲ့အကူကြီးနှဲဆိုရင်ငါကအဆင့်ကုတ်ကိုဖျက်ကျော့သွားပြီးမြေပြင်အဆင့်အမြင့်ဆုံးဆွမ်းအရှင်တယောက်ဖြစ်သွားလိမ့်မယ်မူချန်မင်းဘော်မှာငါအကျွေးတင်သွားပြီလို့မှတ်လိုက်တော့မူချန်ကရီလိုက်တယ်စီနီယာဒါကအရန်ကိုရီချင်းလုံးမနေဘူးလားကျွန်တော်ရခဲ့တဲ့အကျိုးရလက်ကလည်းအရန်ကိုကောင်းလို့နေဒီရာကိုအကျွေးတစ်ခုလို့မှတ်ယူရမှာကိုကျွန်တော်အာနာတယ်အဖိုးကြီးစီရနေမူချန်ကပြေဝါတဲ့အလင်းနဲ့နှစ်ဖျားတိုင်ချာပြီးတော့အစိတ်လက်ချောင်းဒါအပြင်ကိုသူကခဏနေကြရင်ဝိညာဉ်အလင်းနဲ့အခွင့်အာဏာကိုယာအောင်မှာ အဖိုးကြီးအပြင်းပြောတယ်ဟေးမင်းရလိုက်တဲ့ရလက်ကတော်တော်လေးကိုများနေတယ်နဲ့တူတယ်မူချန်ကအလင်းနှန်းပင့်လည်းရဲ့အောက်မှာသူရခဲ့တဲ့အနိုင်အောင်ကြပန်းကိုထုတ်ပြတယ်စီနီယာဒီအရာကိုကျွန်တော်ကအလင်းနှန်းနဗျာစီလုံးရဲ့အနာမှာတွေးခဲ့တယ်ဒါပေမဲ့ဒါကဘာလဲဆိုတာကိုတော့ကျွန်တော်မသိဘူးအဖိုးကြီးကကြာပန်းကိုတစ်ချက်စိုက်ကြည့်လိုက်တယ်ပြီးတော့သူကဖြည့်တယ်အဲ့ဒါကအရန်ကိုရှားပါတယ်အလင်းနှန်းနဗျာကြာပန်းပဲအဲ့ဒါကအလင်းနှန်းနဗျာစီလုံးလိုပဲအလင်းနှန်းစွမ်းအားနဲ့မွေးဖွားလိုက်ရတာ ဒီအလင်းနဲ့ပင့်လည်းကအလင်းနဲ့နဲ့ဖျားစီးလုံးရောအလင်းနဲ့နဲ့ဖျားကြာပန်းကိုပါမွေးဖားပြီးလိုက်မယ်လို့ငါတခါမှမထင်တာဘူးမူချံအံ့ဩသွားတယ်အလင်းနဲ့နဲ့ဖျားကြာပန်းကရှားမပစ္စည်းလို့တခါမှမမကြာဖန်ကြောင်ရလာတာအခုကြီးကပြောမင်းကအရန်ကိုကန်ကောင်းနဲ့ဖျားကြာပန်းတယောက်ပဲမင်းတွေးခဲတာဆိုတော့ဖျားကြာပန်းတဲ့အရာဖြစ်သွားပြီမင်းအလင်းနဲ့နဲ့ဖျားတိုင်းချမ်းကိုလေးချင်းမွေးသွားအရန်ကိုအထောက်အကူဖြစ်တဲ့ပစ္စည်းပဲနောက်ပိုင်းမင်းလေးကြည့်တဲ့အခါအဲ့ဒီထဲကအကန့်အသတ်မရှိတဲ့အလင်းစွမ်းအားတွေကိုမင်းစုပ်ယူလို့ရသွားလိမ့်မယ် အဲဒီခါကျရင်မင်းရဲ့အလင်းနဲ့နဲ့ဖရားတိုင်းအစွမ်းကအရန်ကိုတိုးတက်သွားလိမ့်မယ်။ငူချန်ကပြော့သွားပြီးအဖူကြီးကိုကျေးဇူးတင်စကားပြောလိုက်တယ်။အဖူကြီးကဆက်ပြောတယ်။အော်ဒါနဲ့ငါရဲ့ဂရိတိုင်းမင်းရဲ့ဝိညာဉ်အလင်းနဲ့အခွင့်အာဏာတို့ကငါကူညီပေးမယ်။မင်းရဲ့ဝိညာဉ်အလင်းနှံကိုထောက်လိုက်။ငူချန်ကခေါင်းညှက်ပြီးတာနဲ့သူ့ရဲ့လက်ကိုလှုပ်ရှားလိုက်တယ်။အဲဒီခါမှာတော့အလင်းနှံတွေပြင်းထန်နေတဲ့တလင်းကြောတစ်ခုထွက်လာတယ်။အထဲမှာတော့ဝိညာဉ်စွမ်းတွေကဖြာထွက်နေတယ်။ဝိညာဉ်တလင်းကြောက်ကိုထုတ်ပြီးတာနဲ့မူချာကဝိညာဉ်မြေရုပ်တွေရဲ့တလင်းကြောက်ကိုပါထုတ်လိုက်တယ်။ အဲ့ဒီတလင်းကြောက်တွေကဝိညာဉ်ဘရင်ကတလင်းကြောက်ထက်တော့မစွမ်းဘူးဆိုပေမဲ့သူကအတုံးဝမယ်လို့မူချန်ထင်းတယ်။အဖိုးကြီးကဝိညာဉ်ဘရင်ရဲ့တလင်းကြောက်ကိုလှမ်းယူလိုက်တယ်။ဝိညာဉ်အလင်းနှံကပါကအယံကိုအံ့ဩတင်းစရာကောင်းတာပဲ။အဲ့ဒီထဲကဝိညာဉ်အရှိန်ဝါကလည်းအယံကိုတန်းဆင်လွန်းတယ်။ဒီတလင်းကြောက်ကိုအလင်းနှံအခွင့်အာဏာတော့အုံပြုရင်တိတ်ပြီးမတင်းလျှော့တယ်လို့ပဲ။အဲ့ဒီတော့မင်းကအလင်းနှံနှစ်ဖျားကြပန်းကိုထုတ်လိုက်။ကြပန်းရဲ့အထောက်အပံ့နဲ့ဆိုရင်မင်းရဲ့အလင်းနှံအခွင့်အာဏာကလည်းတဟုန်တို့တိုးတက်သွားလိမ့်မယ်။ မူချန်ကကြာပန်းကိုထုတ်လိုက်တယ်ပြီးတော့ကြာပန်းရဲ့အပေါ်တက်တဲ့မှသူကတင်ပလူကိုထိုင်လိုက်တယ်ကြာပန်းကနေထွက်ပေါ်လာတဲ့စွမ်းအင်တွေကမူချန်ရဲ့ခန္ဓာကိုယ်ထဲကိုစီးဝင်သွားတယ်မူချန်ကအလင်းနဲ့နှစ်ဖျားတိုင်းချမ်းကိုအပြေးဝါလေးကျင်းလာတဲ့အတွက်ဒီအလင်းစွမ်းအင်တွေကသူ့ကိုဘာမှလုံးလို့မရတော့ဘူးအဖိုးကြီးကသူ့ရဲ့လက်ထဲမှာကင်လာတယ်ဝိညာဉ်ဘရင်ရဲ့တလင်းချောက်ကိုလွှတ်လိုက်တာနဲ့မူချန်ရဲ့ခေါင်းပေါ်မှာတွားပြီးတော့ရက်နေတယ်တဖြည်းဖြည်းနဲ့စွမ်းအင်တွေကမူချန်ရဲ့ခန္ဓာကိုယ်ထဲကိုစီးဝင်လို့လာတယ်အဖိုးကြီးကပြောတယ် စတာဖို့ပြင်လိုက်တော့အဖိုးကြီးကသူ့ရဲ့လက်ကိုပွင့်ရန်လိုက်တာနဲ့ဘေးနားမှာရှိတဲ့ဝိညာဉ်မြင်ရဲ့တလင်ကြောက်တွေကဝိညာဉ်ဘရင်ရဲ့တလင်ကြောက်နဲ့ပေါင်းစည်းသွားတယ်ပြီးတော့ကြာပန်းရဲ့ဆွေအင်းတွေဝိညာဉ်ဘရင်ရဲ့တလင်ကြောက်ကဆွေအင်းတွေကမူချမ်းရဲ့ခန္ဓာကိုယ်တွေကိုတဖြည်းဖြည်းစီးဝင်လာတယ်ကိုယ်တွေကိုစီးဝင်လာတဲ့ဝိညာဉ်ဆွေအင်းတွေကိုမူချမ်းရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့သူ့လိုမျိုးပုံစံတသိလေးကလိုက်ပြီးတော့ဆုပ်ယူတယ်ဒါပေမဲ့ဝင်လာတဲ့မြတ်ဆွေအင်းရဲ့အကလုံးကိုတော့မဆုပ်ယူနိုင်ဘူးမူချမ်းကတဝက်ကိုပဲဆုပ်ယူနိုင်ပြီးကြံတဝက်ကအပြင်ကိုထွက်သွားတယ် ်အဖိုးကြီးကသူ့ရဲ့လက်ကိုဖွင့်ရမ်းပြီးတော့မူထရန်ဘီနာမှာရေခဲသလင်းကြောက်တင်တဲ့ဒိုင်းကတစ်ခုကိုဖန်တီလိုက်တယ်ခဏကထွက်သွားတဲ့ဝိညာဉ်စွမ်းရင်အကလုံးကိုလည်းမူထရန်ခဏကိုယ်တည်းကိုပြန်ပြီးတော့ဖန်ထည့်ပေးတယ်အဖိုးကြီးကတော့သူ့လှုပ်ပေးနိုင်တဲ့မြတ်ကိုမူထရန်အတွက်သူကကောက်ကောင်းကြီးကိုလှုပ်ပေးတယ်အခုဆိုရင်မူထရန်ကစွမ်းရင်တွေကိုအေးအေးဆေးဆေးနဲ့စုပ်ယူလို့ရသွားပြီအဖိုးကြီးကပြောတယ်နောက်တစ်ဆင့်အနေနဲ့ဒီဝိညာဉ်အလင်းနဲ့အခွင့်အာဏာအဆုံးတတ်သွားတာကိုညင်ညင်လေးထိုင်ဆောက်လိုက်တော့မယ်ဒီလိုနဲ့ပဲအချိန်တွေကနေလာရက်တွေကုန်ဆုံးသွားတယ် နောက်ဆုံးမှာတော့တက်လာကျော်ဆိုတဲ့အချိန်ကြီးကိုရောက်သွားပြီးမူချန်ကစွမ်းအင်တွေကိုစုပ်ယူနေတာအခုထိကိုမပြီးနိုင်သေးဘူးအပြင်မှာတော့တရင်းနဲ့ကြီးနေတယ်ဘာလဲဆိုတော့တခြားเจ้าတွေနဲ့ပညာပြိုင်ကြဖို့ပဲဒီเจ้าကတော်တော်လေးကိုနာမည်ကြီးတယ်တခြားเจ้าတွေနည်းနည်းမှရှင်လို့မရဘူးအခုသူတို့ပြိုင်မဲ့เจ้าတွေကနောက်ထပ်၄เจ้าအဲ့ဒီเจ้าတွေကလည်းဒီเจ้าလိုပဲတော်တော်လေးကိုနာမည်ကြီးတဲ့เจ้าတွေအထူးတစ်ဖြစ်သူတို့ပြိုင်ရမှာနောက်ထပ်เจ้าတွေရောင်းရှိသေးတယ် ဒီနှစ်မှာတော့မြောက်ပိုင်းကောင်းကင်ဝိညာဉ်အကယ်ဒမီကျောင်းနဲ့ရှေးအောင်ဒေသောဝိညာဉ်အကယ်ဒမီကျောင်းတို့ကပညာဖလှယ်ထားဖို့စီစဉ်ထားကြတယ်။ရှေးအောင်ဒေသောနယ်မြေအသွင်းမှာတော့ရှေးအောင်ဒေသောဝိညာဉ်အကယ်ဒမီကျောင်းကအစွမ်းထက်တဲ့ကျောင်းလုံးကျောင်းအဖြစ်ရပ်တည်နေတယ်။ဒါယူမဲ့လည်းဒေသောဝိညာဉ်အကယ်ဒမီကျောင်းရဲ့ဂုံတရင်ကတော့မူချန်တို့အကူအညီနဲ့ကျောင်းထပ်တော့နှိပ်လာတယ်။အစင်းနှိပ်တဲ့ဆိုပြီးမှသွားပြီးတော့အထင်သေးလို့တော့မရဘူး။ကျောင်းချင်းချင်းပညာဖလှယ်ပွဲဆိုတာကျောင်းသားတွေကလုံးကလည်းဒီပွဲကိုအာရုံစိုက်လာကြတယ်။ပညာဖလှယ်ကြမှာတော့၃ရက်တည်းတည်း ပထမရက်မှာတော့နှစ်ဖက်စလုံးကအစွမ်းထတဲ့သူတွေကိုဆေလုတ်ခဲ့ပြီးမယ်တရေပဲရှိခဲ့တယ်။ကြောင်မအတော်ဆုံးဖြစ်တဲ့နမတ်တင်တဲ့နမတ်နှစ်ကလည်းမရှိဘူး။သူတို့တွေကမိုးလောင်ကြီးကိုတပ်ဖို့ဆိုပြီးတွားကြတယ်။သူတို့နှစ်ယောက်ကဒီအချိန်အတွင်းမှာဒီပြိုင်ပွဲကိုပြင်ပြီးတော့လာနိုင်မှာမဟုတ်ဘူး။ဒါအပြင်ကိုနမတ်တုံဖြစ်တဲ့မူချန်ကလည်းဘယ်ပြောက်လို့ပြောက်နေမှာမသိဘူး။ကျောင်းမအတော်ဆုံးဆိုတဲ့နမဲသိနှစ်တုံးကမရှိဘူးဆိုတော့တခြားကျောင်းသားတွေကတခြားကျောင်းနဲ့ရှင်လို့ရှိရင်သူတို့တွေကတော်တော်လေးကိုအခက်တွေးနေကြတယ် အဲ့ဒီအတွက်ကြောင့်အဆင့်၄၅၆မှရှိနေတဲ့သူတွေကတခြားကြောင်နဲ့ရှင်ပြိုင်မှုထွက်လာကြတယ်ဒုတိယနေ့မှာသူတို့ကပြန်ပြီးသွန်းလှန်နိုင်ခဲ့တယ်ဒါပေမဲ့နောက်တစ်ရက်မှာတော့အဲ့ဒီရှေ့အောင်ဒေသောကြောင်ကကြောင်နောက်တစ်ယောက်ကိုပဲလှုပ်လိုက်တယ်အဲ့ဒီသူကအဆင့်၉ကနေစပြီးတော့အဆင့်လိုက်လိုက်ပြီးတော့စိန်ခေါ်ခဲ့တယ်အဲ့ဒီကောင်ကတကောင်လဲလာတယ်ဆိုပေမဲ့လုံးဝကိုစွန့်အားကြည့်တယ်နေတဝက်ထဲနဲ့နေသူကမူဖန်းရန်ရွှေဟန်ကြောင်ချင်းရှန်နဲ့စုရွှန်တို့ကိုအနိုင်ယူပစ်တယ်ဒီတဲ့ရင်ကမူထန်တို့ကြောင်မှာဖာလန်မီလောင်တယ်လို့ပဲအအုပ်ကြက်ကြက်ကိုဖြစ်သွားတယ် တယောက်တည်းကနေတဲ့ဝက်အတွင်မှာကျောင်းမနာမည်ကြီးလာပါတယ်ဆိုတဲ့ကောင်တွေကိုအမှောက်သိပ်ပြေးခဲ့တယ်။အဲ့ဒီတော့ကျန်တဲ့ကျောင်းသားတွေကဒီကောင်ကိုတော်တော်လေးဒေါ်ရုံထားနေကြတယ်။သူတို့ကဒေါ်ရတာထွက်နေတာဘာမှမလုံးနိုင်ကြဘူး။အဲ့တော့ကျောင်းသားတွေကလုံးကသူတို့ရဲ့မျှော်လင့်ချက်ကိုဟီယောင်းစီမှာပုံဝတ်ထားလိုက်တယ်။ဒါပေမဲ့ဘာမှမကြလိုက်ဘူး။ဟီယောက်လည်းအဒီကောင်ကိုရှုံးသွားပြန်တယ်။တယောက်ထင်းနဲ့မူချန်တို့ကျောင်းမှရှိတဲ့အဆင့်၄ငါး၆ဟာကောင်တွေကိုအမှောက်သိပ်ပြသွားတဲ့အဲ့တော့ကျန်တဲ့ကျောင်းသားတွေကလည်းမူချန်တို့ရဲ့ကျောင်းသားတွေကိုအထင်သေးလာကြတယ်။ အဲ့တော့မူထန်တို့ကြောင့်ကကျောင်းလူကျောင်းသားတွေကလည်းအဲ့ဒီကောင်ရဲ့နာမည်ကိုလိုက်ပြီးတော့စုံစမ်းတယ်။နောက်ဆုံးမှာတော့အဲ့ဒီကောင်ရဲ့နာမည်ကလူကျန်ဆိုတာကိုသူတို့သိသွားကြတယ်။ဟိုးရင်တော့ကအဲ့ဒီကောင်ကမူထန်တို့နေတဲ့ကျောင်းကိုဝင်ဖို့ဆန္ဒပြပြခဲ့တယ်။ဒါပေမဲ့ကျောင်းကသူ့ကိုလက်မခံဘဲနဲ့နှင်ထုတ်လိုက်တယ်။အဲ့ကလေးကသူကမူထန်တို့ရဲ့ကျောင်းကိုရန်ညှိုးထားတယ်။အခုသူကအစွမ်းနေရှိလိုက်ပြီဆိုတော့မူထန်တို့ရဲ့ကျောင်းကိုပြန်ပြီးတော့စိန်ခေါ်လိုက်ခြင်းဖြစ်တယ်။အဲ့တော့ဒီကောင်ကအနိုင်ယူဖို့ဆိုတာသူတို့ကနောက်ထပ်လူတရားကိုလိုက်ပြီးတော့ရှာပြန်တယ်။အဲ့ဒီလူကတော့မိန်ကလေးပဲ ော်တော်လေးကိုလည်းချောမောလာပါတယ်အဲ့ဒါကတော့မူချံရဲ့မယားလော်လီပဲပြန်ပွဲကွင်းပြစ်မှာတော့ဟိုဘက်ကြောင်လာနဲ့ဒီဘက်ကြောင်လာတွေကစကားစစ်ထူးနေကြတယ်ဟိုဘက်ကြောင်ကောက်နေရပြောတယ်မင်းတို့စီမှာနောက်ထပ်လူတွေရှိသေးတာလားငါတို့ရဲ့လူချမ်းလက်ချမ်းနဲ့မင်းတို့အားလုံးရှုံးနိုင်သွားစေရမယ်ဒီပညာဖလှယ်တဲ့ပွဲမှာငါတို့ရှေ့အောင်တဲ့သောဝိညာဉ်အကယ်ဒမီကျောင်းကမင်းတို့ရဲ့မြောက်ပိုင်းကောင်းကင်ဝိညာဉ်အကယ်ဒမီကျောင်းကိုအနိုင်ယူပြမယ်ပြီးတော့ဒေသောက်ကြောင်ကောက်နေကလူကျွမ်းကိုဗောမားနေကြတယ်သူတို့ကပြောတယ် ဒီတစ်ခါတို့ဘာမှလုံနိုင်တော့မှာမဟုတ်ဘူးဒီမြောက်ပိုင်းကောင်းကင်ဝိညာဉ်အကယ်ဒမီအကြောင်းကောက်နေရတော့အပြုံနဲ့အဟောလုံးဝကိုမတူဘူးပဲဘယ်လိုပဲဖြစ်ဖြစ်တို့ကြောင်ရဲ့ကောင်းကင်အဆင့်တန်းကလူတွေကတော်တော်လေးကိုစောက်သုံးမကြတာပဲရွှေဟန်ကတခြားတစ်ဖက်မှရှိနေတဲ့စုွှန်ကိုပြောတယ်စုွှန်လောလီစီကိုတရင်ပို့ပြပြီလားသူကရောလာမသိကြလားစုွှန်ကခေါင်းချင်းပြတယ်ငါသူ့ကိုတရင်ပို့လိုက်ပြီလောလီကတခြားလူတွေနဲ့ရှင်ပြန်ရတာကိုမကြိုက်ဘူးဆိုပေမဲ့အခုကိစ္စကငါတို့ကြောင်တစ်ခုလုံးနဲ့စိုက်နေတယ် အဲ့ဒီတော့ကြောင့် तू ကလာကိုလာမှာပဲငါစိတ်တွေကထင်တာကတော့ तू ရောက်လာရင်အတုံးဝင်ပါမလားဒီလူကျွမ်းဆိုတဲ့ကောင်ကကောင်းဝင်အပိသက်ခြင်းရဲ့ပရမအဆင့်ကိုပိုင်ဆိုင်ထားတယ်သူရဆွမ်းကလီချွန်စုံတတ်မနှိပ်ဘူးလောလီမဟုတ်ပဲမူချန်ရောက်လာရင်တော့ तू ကိုအနိုင်ယူဖို့ဆိုတာမသိကြဘူးဒေဇော့ကြောင့်ကအကြီးကဲတယောက်ကဌာနမူကြီးထိုက်ဆန်ကိုပြောတယ်ဌာနမူကြီးထိုက်ဆန်ငါတို့ရှေ့အောင်ဒေဇော့ဝိညာဉ်အကယ်ဒမီကျောင်းရောက်လာတဲ့အချိန်က ဌာနမူကြီးတို့ကန့်ဆိုးတဲ့အချိန်နဲ့တိုက်ခိုက်သွားတဲ့နေသူတယ်နော်ဒီငါတို့ကြောင့်ရလူကျွမ်းဆိုတဲ့ကောင်ကအရန်ကိုစွန့်အားမြင့်လုံးတယ်ဌာနမူကြီးကပြောတယ်ဟုတ်လားစွန့်အားမြင့်တယ်ဆိုပေမဲ့ဒီကောင်ကတော်တော်မာနထောင်လွှားလွန်းတယ်အကြီးကြီးတယောက်ကထိုက်ဆန်မှုပြောတယ်ဌာနမူကြီးဒီတရင်ကိုမြောက်ပိုင်းပြည့်တဲ့နဂါးစီကိုတရင်ပို့ပြီးပြီလားဒါကိုထိုက်ဆန်ကခေါင်းချိန်ပြတယ်ငါပို့ပြီးပြီဒါပေမဲ့သူ့စီကပြန်စားတော့အခုဒီမရသေးဘူးဒေသောကြောင့်ကအကြီးကြီးတယောက်ကထိုက်ဆန်ကိုအော်ပြောတယ်ဌာနမူကြီးထိုက်ဆန် ဝင်းတို့ရဲ့ကြောင်ကားကောင်းတွေကတိုက်ခိုက်မဲ့ကြောင်သားတွေရော ရှိသေးလားမရှိတော့ဘူးဆိုရင်တော့သူကစကားကိုအဲ့မှာပဲရထားပြီးအထင်သေးတဲ့ပုံစံမျိုးနဲ့ပြုံပြတယ်ဒီချိန်မှာပဲတော်တော်လေးကိုချောမွန်လပတဲ့မင်းကလေးတယောက်ကတရှိတလက်ကန်ပြီးတော့ပြန်ပွဲရဲ့ကွင်းထဲကိုဝင်လာတယ်လောလီရောက်လာတာနဲ့အလုံးကလည်းပျော့သွားတယ်သူ့ဆောင်ကပြောတယ်သူမတကယ်ပဲရောက်လာတယ်လူကြံကရည်ရွယ်လိုက်တယ်ဒီကြောင်မှာတိုက်ခိုက်မဲ့လူတွေမရှိတော့ဘူးလားအခုဘယ်သူမှမရှိလို့ငါ့ကိုဒီလိုချောမွန်လပတဲ့မင်းကလေးတယောက်နဲ့လာပြီးတော့တိုက်ခိုင်းတာလား ငါစောင်းနေရတာဒီကောင်မလေးကိုလားလော်လီကသူ့ရဲ့တက်ရှိကိုကင်လိုက်တယ်။ကောင်းဝင်အဆင့်တန်းရန်အဆင့်30လော်လီကဒီကမိတ်ဆွေကိုတိုက်ခတ်ဖို့စိန်ခေါ်ပါတယ်။ဒီစကားကိုကြတော့ဒေဇော့ကြောင့်ကောင်းကောင်းတွေကတခိခိနဲ့ကြည့်တယ်။အဆင့်30ဟုတ်လားအဆင့်4ကိုရောက်နေတဲ့ဟီရောက်တော့လူကျွမ်းကိုရှုံးသွားတာ။သူမရဲ့အစွမ်းလေးနဲ့ဘာလို့နိုင်မှာမို့လို့လဲ။ကွင်းမြင့်ထဲမှာတော့လူကျွမ်းကလော်လီကိုပြောတယ်။ငါကစာနာမှုကင်းမဲ့တဲ့သူတယောက်တော့မဟုတ်ဘူး။ဒါပေမဲ့မင်းရဲ့အလှကြောင့်ငါအရှုံးပေးလိုက်မယ်လို့မယူဆနဲ့။ ဒါကြောင့်မင်းအဆက်မကွယ်ခင်ခုခေတ်တွေကထွက်သွားတာအကောင်းဆုံးပဲလော်လီကပြောတယ်။အော်နေကအဲ့လိုထင်လို့လားပြောပြောဆိုဆိုပဲသူကသူ့ရဲ့ကိုတွေကစွမ်းအန်တချို့ကိုထုတ်ပြလိုက်တယ်။အဲ့ဒီစွမ်းအန်ကိုမြင်တဲ့လူကျွမ်းရောကွင်းပြင်မှာရှိတဲ့လူတွေကဗဇက်အဟောင်းသားဖြစ်သွားတယ်။အခုဆိုရင်လော်လီရဲ့အဆင်ကကောင်းဝင်အပိသက်ချင်းရဲ့ပထမအဆင်ကိုရောက်နေပြီ။စူးရွှန်ကပြောတယ်။သူမစီမှာဖုံးခွဲထားတဲ့အစွမ်းတွေဘလောက်တော့ရှိနေလဲဆိုတာငါသိချင်တယ်။လူကျွမ်းကကြည့်တယ်။မြောင်ပန်းကောင်းငင်ဝိညာဉ်အကယ်ဒမီအကြောင်းကထင်သလောက်လည်းမဟုတ်ဘူးလား။ အခုချိန်မှာမင်းတို့ကြောင့်ကအစွမ်းထက်ဆုံးလူ၃ယောက်ကိုမသွေးဆုံနိုင်ဘူးဆိုတော့လေငါကဒီပြိုင်ပွဲကြီးမတန်ခင်တယောက်ချင်းစီကိုလိုက်ပြီးတော့အနိုင်ယူပြမယ်အခုဒီကြောင့်နှကြောင့်တာခန့်နေတယ်ဆိုတာအဆမ်းမရှိသေးတယ်တကယ်ပြိုင်ပွဲကြီးကြလို့ရှိရင်တခြားကြောင်းတွေလည်းပါလာလိမ့်မယ်လော်လီကသူ့ရဲ့တရှိကိုထုတ်လိုက်တယ်ပြီးတော့လူချန်းကိုတခွန်းချင်းပြောတယ်နင့်ကိုအနိုင်ယူဖို့ကငါရဲ့ဓာချက်တစ်ချက်တည်းနဲ့လုံလောက်တယ်လော်လီကဓာန်းကိုရန်လိုက်တာနဲ့ဓာန်းမှရှိတဲ့စွန့်ရင်တွေကကောင်းကင်ဘုံပြေးတက်သွားတယ်လော်လီကတိုက်ခိုက်လိုက်တာမဟုတ်ဘူး တရှိရဲ့အစွမ်းကိုလူကျွန်သိအောင်ပြလိုက်တာပဲလူကျောင်းကပြောတယ်ငါ့ကိုဓာတ်ချက်တစ်ချက်နဲ့အနားယူမယ်ဟုတ်လားတတော်စကကြီးစကကြဲပြောတာပဲလော်လီကသူ့ကိုဘာမှဆက်ပြောမနေဘူးသူ့ရဲ့ဓာတ်ရဲကိုစွန့်အင်းနေထုတ်လိုက်တယ်ပြီးတော့လူကျွန်းစီကိုပြေးဝင်သွားတယ်လော်လီကသူ့ရဲ့ဓာတ်ကိုဖွင့်ရန်လိုက်တာနဲ့ဓာတ်ကနေစွန့်အင်းနေဖြတ်ထွက်လာပြီးလူကျွန်းစီကိုပြေးဝင်သွားတယ်အဲ့ဒီစွန့်အင်းကိုကြည့်ပြီးလူကျွန်းတော်မျက်လုံးပြူသွားတယ်ဒါပေမဲ့သူကလွတ်လွတ်နဲ့အရှုံးမပေးဘူးသူ့ရဲ့လက်ကိုဖြတ်လိုက်တာနဲ့အနီရောင်လှန်တစ်ချောင်းကပေါ်လာတယ် လူချန်ကလော်လီရဲ့တိုက်ခိုက်မှုကိုသူ့ရဲ့လှံကစွမ်းအားနဲ့ပြန်ပြီးတော့ကာကွယ်လိုက်တယ်။ဒါရဲ့စွမ်းရင်နဲ့လှံရဲ့စွမ်းရင်ကအလဲမှာစုံစည်းသွားတယ်။ပေါက်ကွဲတန်တဲ့သူအနီအောင်စွမ်းရင်ဖြစ်တဲ့လှံရဲ့စွမ်းရင်တွေကပြောက်ခွေသွားတယ်။အဲဒီခါမှာတော့လော်လီရဲ့ဒါဂျာကလူကျွမ်းစီကိုပြေးဝင်လာတယ်။သူကရှောင်မိုးတော့တယ်။အချိန်ကမမီတော့ဘူး။နောက်ဆုံးမှာတော့ဒါစွမ်းရင်တစ်ချက်ကသူ့ရဲ့ရင်ဘတ်မှာတွားပြီးတော့ထိတ်တယ်။လူကျွမ်းကလွတ်ထွက်သွားပြီးဗဇက်ကနေလဲသူ့ရဲ့အန်ချားလာတယ်။တစ်ချက်တွေနဲ့ဒဏ်ရာရတော့တဲ့အတွက်ကြောင့် သူတို့ကြောင်ကလူတွေပြဲမူချန်တို့ကြောင်ကလူတွေတော့ဗဇက်အဟောင်းသားဖြစ်သွားကြတယ်။ဒီနေ့ဗီဒီယိုဒီမှာရက်ထားမယ်အဆက်ကိုမနက်ဖြန်မှထပ်ပြီးသင်ပေးမယ်။ဒီနေ့ဖူပပိုင်အားလုံးကျေးဇူးတင်ပါတယ်။